ဘုရားရှင်ကိုရောမြတ်ကမမေ့မလျော်ခြင်းသည်နိဗ္ဗာန်၏အကြောင်းတည်းမေ့လျော်ခြင်းသည်တည်ခြင်း၏အကြောင်းတည်းလို့ဟောကြားတော်မူတယ်။မမေ့မလျော်သောတတိတရားအမြဲရှိတဲ့အခါယုတ်ဝေဒနာစိတ်သဘောတရားများဆိုတဲ့လေးဌာနတို့မှာတတိအမြဲကပ်ပြီးတော့အဘိဇာဒေါမနတာအစတဲ့ယုတ်မာတဲ့အာကုသိုလ်တွေမဖြစ်အောင်စောင့်ရှောက်နိုင်ပြီးတော့ကိလေသာကိုပယ်တတ်ပြီး နိဗ္ဗာန်မျက်မှောက်ပြုနိုင်တယ်။ဒါကြောင့်အမေ့မလျော့ခြင်းဟာ နိဗ္ဗာန်ရဲ့အကြောင်းမေးလျော့နေမဲ့ဆိုရင်တော့နောက်ထပ်ခန္ဓာအသစ်တွေကိုရာစေမဲ့အဝိဇ္ဇာတဏှာစတဲ့အကြောင်းတရားတွေကိုသာပွားနေတဲ့အတွက်ခန္ဓာအသစ်တွေရထက်ခါထက်ခါသေးနောက်ထပ်ခန္ဓာအသစ်တွေရရင်းဖြင့်သေခြင်းရဲ့အကြောင်းတရားသာဖြစ်လိမ့်မယ်။အမေ့မလျော့သောသူတို့သည်သေသည်မမြည်ဘူး။မေ့လျော့သူတွေကတော့ ရှင်နေတော်လည်းပဲသိသည်မြည်တယ်လို့ဘုရားဟောတယ်။မမေးမလျောတဲ့ပညာရှိတို့ဟာဤသို့ထူးခြားကြောင်းကိုသိတဲ့အတွက်မမေးမလျောသောတတိတရားမှာရှင်လန်းဝမ်းမြောက်ကုန်လျက်အရိယာတို့ဤစက်စားရာ လောကုတ္တရာတရား၉ပါးမှမွေးလျော်ကြတယ်။မလေးပါ၊ပိုလေးပါ၊နိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရား၉ပါးဟာ သူတော်ကောင်းတို့မွေးလျော်ရာနေရာပဲ။အဲ့ဒီမဉ္ဇဉ်ဖွဉ္ဉံရဖို့ရာအတွက်မမေ့မလျော့ အာထုံနေသင့်တယ်လို့ဘုရားရှင်ဟောကြားတော်မူတယ်။ထိုပညာရှိတော်သည်တမထဝိပဿနာဇန်နှစ်ပါးဖြင့်ကိလေသာကို ရှို့မြိုက်ကုန်ပြီလျင်အမြဲမပြတ်လုံလာပြုကုန်၍မတွန့်မဆုတ်လုံလာထုတ်လျက်ယောဂါလေးပါး၏ဂုံရာအတုမရှိမြတ်တဲ့နိဗ္ဗာန်သို့ရောက်ကြတယ်လို့မြတ်စွာဘုရားဟောကြားထားတယ်။ယောဂါလေးပါးကာမယောဂဘဝယောဂဒိဋ္ဌိယောဂ အဝိဇ္ဇာယောဂါဆိုတဲ့လောဘတရားတွေဒိဋ္ဌိတရားတွေမောဟတရားတွေကိုအပြည့်အသတ်ပယ်တတ်နိုင်ရင် နိဗ္ဗာန်ပဲဒါကြောင့်လောဘကင်းဖို့အရေးဒိဋ္ဌိကင်းဖို့အရေးအဝိဇ္ဇာကင်းဖို့အရေးတမထဝိပဿနာဇန်နှစ်ပါးနဲ့ကိလေသာကိုရှို့မြိုက်ပြီးမမြဲတရားတွေကိုမမြဲလို့ဆင်ခြင်းဆင်းရဲတရားတွေကိုဆင်းရဲလို့ဆင်ခြင်း အစိုးမရတဲ့တရားကိုအစိုးမရဘူးလို့ဆင်ခြင်ရင်းဖြင့်အမြဲမပြတ်ဝိပဿနာဉာဏ်တွေပွားများရင်းဖြင့်လုံလာပြုတဲ့အခါသူတို့ရဲ့မတွန့်မစုံ လုံလာအားထုတ်မှုရဲ့အကျိုးကတော့ယောဂါ၄ပါးကုံသွားစေတယ်။လောဘကုံရာနိဗ္ဗာန်ဒိဋ္ဌိကုံရာနိဗ္ဗာန်အဝိဇ္ဇာကုံရာနိဗ္ဗာန်ရာဂဒေါသမောဟစတဲ့တရားများ အပြည့်အသက်ပယ်တတ်နိုင်ရနိဗ္ဗာန်ကို ျက်မှောက်ပြုနိုင်သူတွေကတော့မမေ့မလျော်သောတတိနှင့်ပြည့်စုံ၍မလျှော့သောစွဲဖြင့်အမြဲမပြတ်အားထုတ်နေသူများသာ ဖြစ်ပါれလို့ဘုရားရှင်ဟောတဲ့အတွက်နိဗ္ဗာန်ရောက်သည့်အထိကြင့်ကြံနိုင်သူများဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းကြပါစေ။